လူပြူအလုံသမားလက်သမားတွေကိုခွဲခြားဆက်ဆံလို့ဆိုပြီးတော့တောင်အာဖရိကမှာကျင်းပမဲ့ G20 ထိပ်သီးဆွေးနွေးပွဲကိုသပိတ်မှောက်ကြောင်းဒေါ်နယ်ထရန့်ကတရားဝင်ပြောလာပါတယ်။တောင်အာဖရိကအစိုးရရဲ့လူပြူလက်သမားတွေကိုဆက်ဆံပုံကိုမကြိုက်လို့တောင်အာဖရိကမှာကျင်းပမဲ့ G20 ထိပ်သီးဆွေးနွေးကိုအမေရိကန်အစိုးရတောင်းရှိသူတွေမတက်ဘူးလို့သမလခန့်ကတောက်ကြံနေမှာပြောပါလိမ့်။တောင်အာဖရိကမှာနေထိုင်တဲ့လူပြူတွေအကြမ်းဖက်ခံရတာတွေ့ဆုံးတာနဲ့လူပြူတွေပိုင်တဲ့မြေယာနဲ့လေယာဉ်တွေ သိသိခံရတာအလွဲသုံးစားလုပ်ခံရတာဒါတွေဟာရှက်စရာပဲလို့တမတော်ထရန့်ကဆိုပါလေ G20 ထိပ်သီးဆွေးနွေးပွဲကိုမိမိကတက်ရောက်မှာမဟုတ်ပေမဲ့လည်းဒုသမ္မတ JD ဘတ်တက်ရောက်မယ်လို့စောပိုင်းကပြောပါလေအခုကဒုသမ္မတ JD ဘတ်နဲ့ G20 ကိုမရတော့ဘူးလို့ထရန့်ကတည်ပြပါလေတောင်အာဖရိကမှာ G20 ထိပ်သီးဆွေးနွေးပွဲကျင်းပတာအလွန်ရှက်စရာပါလို့ထရန့်ကလူမှုကွန်ရက်မှာရေးပါလေ G20 နိုင်ငံခြားရေးဝန်ကြီးများစီးရွေးမှာမျိုးကွဲဆောင်မှုတွေရာသီဥတုပြောင်းလဲမှုတွေကိုအဓိကဆွေးနွေးခဲ့လို့ ဘယ်ကနေချိုင်းဝီမာကိုရီယိုကဒီနှစ်အစောပိုင်းမှာအဲ့ဒီအစည်းအဝေးကိုသတိမှောက်ခဲ့ပါတယ်။တောင်အာဖရိကဆိုရဟာလူလဲစုလူဖြူလက်သမားတွေကိုဖိနှိပ်ပြီးတိုက်ခိုက်နေတယ်လို့ရိုက်ဂန်ဆိုရကဆွဆွဲပါတယ်။အမေရိကန်ဆိုရဟာတောင်အာဖရိကမှာဒုက္ခသည်တွေလက်ခံတဲ့ရေတွက်ကိုလည်း8500အထိကန့်သက်ခဲ့ပြီးခွဲခြားဆက်ဆံမှုနဲ့အကြမ်းဖက်မှုရေဆိုင်ခံနေရတဲ့တောင်အာဖရိကလူမျိုးတွေကိုအမေရိကန်မှာအဓိကလက်ခံခဲ့ပါတယ်။ စစ်စင်းတုံးမှုကြကြလူဖြူအုပ်ချုပ်မှုဆောင်တဲ့ပြီးနောက်နိုင်ငံရေးမှရှိတဲ့လူဖြူတွေဟာလူငယ်တွေထဲနေထိုင်မှုအဆင့်တန်းမြင့်မားပေမဲ့အမေရိကန်ဆိုရရဲ့ခွဲခြားဆက်ဆံတဲ့ဆိုတဲ့ဆွဆွဲချက်ကြောင့်အာအသိရပါတယ်လို့တောင်အာဖရိကဆိုရကပြောပါတယ် လူပြူတွေပေါ်ခွဲခြားဆန်တဲ့ပြည်နယ်ကျဆွေးတဲ့တဲ့င်းတွေဟာမှားရွေးနေလို့ဒေါ်နယ်ထရန့်ကိုပြောကြားခဲ့ပြီးဖြစ်ကြောင်းတောင်အာဖရိကသမ္မတရာမာဖူဆာကဆိုပါတယ်တောင်အာဖရိကနိုင်ငံက G20 အဖွဲ့မှထုတ်ပယ်သင့်တယ်လို့ဒီသတင်းမှဆော်မိုင်းမိုင်းအမီမိကုန်းတို့ကဒေါ်နယ်ထရန့်ကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်တောင်အာဖရိကမှာလူပြူအစိုးရအဆုံးသတ်မှုကနယ်စင်မင်တဲရာနဲ့ဒီကလပ်တို့လက်ထက်မှာ ဖြစ်ခဲ့တာပါသူတို့နှစ်ဦးလုံးနဲ့ ရင်းကျင်းနိုဘယ်ဆုကိုပြီးတွဲရရှိခဲ့တာပဲဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။တရုတ်နိုင်ငံကထုတ်လုပ်တဲ့တတိယမြောက်လေရင်တင်သင်္ဘောကြီးဟာတာဝန်ထမ်းဆောင်နေပြီလို့သိရပါတယ်။တရုတ်နိုင်ငံရဲ့တတိယမြောက်လေရင်တင်သင်္ဘောကြီးဖြစ်တဲ့ဖူချန်မီရှိသင်္ဘောကြီးဟာပင်လယ်ပြင်မှာဆန်းသက်မောင်းနှင်မှုတွေပြုလုပ်ပြီးနောက်တရုတ်ရင်တန်းမှာစတဲ့တာဝန်ထမ်းဆောင်ပြီလို့နိုင်ငံပိုင်မီဒီယာကဖော်ပြပါတယ်။ဒီလေရင်တင်သင်္ဘောဟာကမ္ဘာအကြီးဆုံးရေတပ်ကိုပိုင်ထားတဲ့တရုတ်ရဲ့ဆွမ်းဆောင်ရည်ကိုပုံမှန်ချဲ့ထွေရမှာအဓိကထောက်ပြဖြစ်နေမယ်လို့ ကျွမ်းကျင်သူတွေကပြောပါလေဖူးချန်လေရီတင်မောကြီးကိုနိုဝင်ဘာ9ရက်နေ့ကတရုတ်တော်မိုင်းဟိုင်နယ်ကျွမ်းမရှိရေးတစကမ်းမှာတက်တော်ဝင်ခန္ဓာပြုလုပ်ခဲ့တာပါဒီခန္ဓာကိုတရုတ်သမ္မတရှီနဲ့တခြားထိပ်သီးခေါင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနကဖော်ပြပါလေတရုတ်ရဲ့ပထမဆုံးလေရီတင်မောဟာဆိုဗီယက်လို့လျောင်နှင်းမြင့်ရှိလေရီတင်မောကြီးဖြစ်ပြီးဒုတိယလိင်တွေတဲ့ဘောကတော့ဆိုဗီယက်ဒီဇိုင်းကိုအခြေခံပြီးတော့ကိုယ်တိုင်ထုတ်ထားတဲ့ရှန်တုံးလိင်တွေတဲ့ဘောကြီးဖြစ်ပါတယ် ခုကျန်းဟာတရုတ်ရဲ့တတိယမြောက်လေယာဉ်လေသင်္ဘောကြီးဖြစ်ပြီးတရုတ်မှာဒီဇိုင်းဆိုပြီးတိဆောက်တဲ့ပထမဆုံးလေယာဉ်လေသင်္ဘောဖြစ်ပါတယ်ဒီလေယာဉ်လေသင်္ဘောဟာ2035မတိုင်မီစစ်တပ်ကိုအစစ်မြစ်တွေမုံမမွေရွေးထားတယ်တရုတ်သမ္မတရှီရဲ့ရွေချက်ကြီးမားလာတဲ့စီရေးပြင်ပြောင်းလဲမှုရဲ့ပြရုံနဲ့ဖြစ်ပါတယ်လေနေသမောတွေကတရုတ်ကိုဒီကမ္ဘာလုံးမှာဆစ်ဆင်ပြုလုပ်နိုင်တဲ့ရေတိုက်အင်အားကြီးနိုင်ငံဖြစ်ရည်မှန်းထားတဲ့ တရုတ်ကောင်ဆောင်တွေရဲ့အစီအစဉ်အတွက်အဓိကကြပါတယ်လို့မဟာဗျူဟာနဲ့နိုင်ငံတကာလေးလာရေးစင်တာမှအာရှပင်လယ်ရေးကြောင်းဆိုင်ရာဒါရိုက်တာကပြောပါလိမ့်တရုတ်ရေးတပ်အတွက်ညီမချက်ကတောင်တရုတ်ပင်လယ်ရှေ့တရုတ်ပင်လယ်ပင်လယ်ဝါတို့ရဲ့ရေပြင်ကိုဩဇာလွှမ်းမိုးဖို့လို့ဖြစ်ပါတယ်ဒါပေမဲ့ Pacific Twin Belt ကိုလက်ရှိုင်းစွာဝင်ရောက်ပြီးတော့ American ရဲ့အဓိကစစ်ခန်းနေတည်ရှိတဲ့ Guam ကျွန်းနဲ့တခြားရေပြင်နယ်နိမိတ်တွေမှာလည်းရေတဲ့အင်အားပြိုင်ဆိုင်မှုကိုပြည့်တင်မှုအတွက်တရုတ်ကရည်ရွယ်ထားတာဖြစ်ပါတယ်။ ။ဒါကြောင့်တရုတ်ကလေရင်တွေသင်းမောလေးကိုအသေးအတန်တိဆောင်းနေတာပဲဖြစ်ပါလေ။ကမ္ဘာပေါ်မှာလေရင်တွေသင်းမောအစုကတော့ American ဖြစ်ပါလေ။တရုတ်ရဲ့သင်းမောရေတပ်ဟာ American ကိုတော့လုံးဝရှင်းနိုင်ခြင်းမရှိပေမယ့်နောင်နာကက်မှာတော့ပြောလို့မရဘူးဆိုပြီးတော့စီးလေးလာတုံးသက်သူတွေကခံမှန်းထတာဖြစ်ပါတယ်တရုတ်ဟာအရေးအသွေးထွက်အရေးအတွက်ပမာဏကိုခမျာများထုတ်လုပ်နေတာပဲဖြစ်ပါတယ် အဲ့ဒီလိမ်လေးသင်အသင်းဘောမှာဆိုရင်တိုက်လိုက်ရင်ကိုပို့ပြီးအမြောက်လက်နဲ့ခရမ်းနေလောင်းစားစီတွေတင်ဆောင်လို့အရှင်ပြင်းပြင်းနဲ့ပြစ်ထည့်လိုက်သလိုမျိုးတခုံလုံးထွက်သွားစီနေလျှက်စစ်တန်လိုက်တော့ပြစ်လို့ရလမ်းကြောင်းတွေပါတက်ဆင်ထားတယ်လို့သိရပါတယ်။ဖူးကြံကိုစပြီးသုံးနိုင်တဲ့ကပေကျင်းအတွက်ထင်ကြရခြေလက်ဖြစ်ပါတယ်။ခုဆိုစစ်သင်းဘောရေအတွက်ကတရုတ်ကကဘောမှာအကြီးမားဆုံးရေတက်ကိုပိုင်ဆိုင်လာပြီလို့ပြောနိုင်ကြောင်းဆိုပါတယ်။ခုဖူးကြံပေါ်မှာတက်ဆင်ထားတဲ့လျှက်စစ်တန်လိုက်လမ်းကြောင်းဟာ မတူညီတဲ့လူငယ်မျိုးစားသုံးမျိုးကိုတချိန်ထိုးတက်သွားနိုင်အောင်လုပ်နိုင်တယ်လို့ဆိုပါတယ်ဒီစနစ်မျိုးကိုပိုင်ဆိုင်တဲ့နိုင်ငံဆိုလို့အမေရိကန်မှရှိပါသေးတယ်လို့တရုတ်နိုင်ငံဆိုင်ရာအဲ့ဒီလိင်နေသမောတိဆောက်သူတွေကပြောပါတယ်သမာရှီချင်းဖြစ်နေတဲ့မှာတရုတ်ရည်တက်ကိုအလင်းမြန်ပဲတိုးချဲ့ခဲ့ပါတယ်ဒါကြောင့်အမေရိကန်နဲ့မဟာမိတ်တွေအတွက်တော့တရုတ်ရည်တက်ပမာဏကိုအမိလိုက်ဖို့ဖိအားတွေကြီးမားနေပါတယ်နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်ကြားဖြန့်တော့ ဒုဝန်ကြီးချုပ်ကိုထုတ်ပြန်မလာလို့မေးမြန်းစဉ်ထိုင်းဝန်ကြီးချုပ်ကမီဒီယာတွေ့ဆုံမှုရစာပြီးတော့ထွက်သွားတယ်လို့သိရပါတယ်။နိုဘာ9ရက်နေ့ကကြားဖြန့်တိုက်ဖြစ်ပြီးပူပေါင်းဖွဲ့ဖွဲ့စည်းမှုစာချုပ်ပေါ်မှာထိုင်းဝန်ကြီးချုပ်အနုတင်ကိုမီဒီယာမေးဖြေကဏ္ဍမှာမီဒီယာသမားတို့ကဒုဝန်ကြီးချုပ်ကကြားဖြန့်ကိုရတဲ့ပတ်သက်တဲ့စွပ်ချက်တွေယာဒီမမထုတ်သေးဘူးလားလို့မေးမြန်းရမှာအနုတင်ကထွက်သွားပါတယ်။ထိုင်းနိုင်ငံမှာရဲတပ်ဖွဲ့တွေလွတ်တော်မတည်နဲ့ဆိုရကြီးကများစွာအွန်လိုင်းဝယ်လင်မှုကြားဖြတ်ကိုရက်တွေတရားမဝင်အွန်လိုင်းလောင်းကစား website တွေနဲ့ ချိတ်ဆက်ပတ်သက်ကလက်စားနေတယ်လို့ကြေကြေလောလောတန်ထွက်နေပြီးဒုဝန်ကြီးချုပ်လည်းဖြစ်စပ်ပြေးဝန်ကြီးလည်းဖြစ်တဲ့ကာလာတန်ပါတီခေါင်းဆောင်တန်မာနက်ကအွန်လိုင်းကြဖြန့်ကိုရနဲ့ချိတ်ဆက်နေတယ်လို့သတင်းထောက်ထားတွေထွက်နေပါတယ်အနုတင်ဟာအစိုးရဝန်ကြီးဌာန6ခုနဲ့အစိုးရနဲ့ရပ်ပတ်အဖွဲ့အစည်းပေါင်း9ခုနဲ့ကြားပြစစ်ပွဲကျင်းပတဲ့ MOU စာချုပ်ပွဲကြီးကိုဥဆောင်ကျင်းပပြီးနောက်မီဒီယာမေးဖြေခန်းနာမှာမီဒီယာသမားတို့ကတာမာနက်ကိုထုတ်တင်ထုတ်ပြတဲ့တဲ့ရတာနဲ့ဘာလို့မထုတ်သေးဘူးလားလို့မေးတဲ့ဟာလူတွေက ။ online ကြားဖြန့်တက်ဖြစ်ပြီးအစိုးရဖွဲ့ကြိုးစားနေမှုဟာဒီကိစ္စနဲ့ဘယ်လိုများပတ်သက်လို့လဲလို့မကြေမလက်ပြောပြီးတရားစင်ပွဲကနေထွက်သွားပါလေ။အခုရပါရင်ထိုင်းသူရဲ့ကြောက်ဟောင်းဆိုရာချက်ကအစိုးရတိုက်ခတ်ပြီးသူပါတီကောင်းဆောင်အောင်အောက်လွတ်တော်အစိုးရလူကြိုရင်းနဲ့၂၀ရာစုဌာနဥက္ကဋ္ဌရန်စီမဲယုံနဲ့လွတ်တော်ထိုင်းရဲရာရှိပေါင်း30ကျော် online လမ်းကစား website များမှာလက်ဝင်များစွာစာနာတဲ့ထောက်ထားကိုပေးရခဲ့ပါလေ။ အဲ့ဒီမှာဒူဝင်ဒီတုတ်တမ္မာနဲ့ဦးဆောင်တဲ့ကလာသပါတီမှာလွတ်တော်အမှ6နာပတ်လုံဆန်းသွားလဲဘက်နစ်တမ5ဘီလီယံထိလက်ပတ်မှုရှိတဲ့တရားမဝင် online လုံပဒဝက်ဘ်ဆိုက်ကိုရင်းနဲ့ချိတ်ဆက်နေတယ်လို့အင်တာဗျူးမှာထုတ်ဖော်ခဲ့ပါတယ်တောင်ပိုင်းနေသားမှာ CH နဲ့စတဲ့လွတ်တော်အမှန်ဟုတာပြောပြီးမဲ့ဒီလူဟာ6နာပတ်ဖြစ်မယ်လို့အများစုကယုံကြည်ထင်မြင်ပါတယ် ိုတိုင်းလည်းကြဖြန့်ကိုရဲနဲ့ပတ်သက်တဲ့တန်တရားထားခိုင်းရတဲ့တန်မာနဲ့ကမိမိပါတီမှာလွတ်တော်အမှချွန်နာဘက်ကိုအရင်ကတည်းကဒီလိုဆက်ဆံမှုတွေရှိခဲ့ပြီးလည်းပိုင်ဆိုင်မှုနဲ့ငွေကြေးစည်းမှုကိုဆက်ဆဲပြီးတော့အပြည့်မရှိတဲ့အတွက်ဒီမှုတွေပြီးဆုံးပြီးမတရားဆွဆွဲခြင်းကိုထုတ်ပြန်ပါလိမ့်။ထိုင်းမှာဒီဇိုက်ဖွဲ့စည်းရတဲ့အကြီးမားဆုံးဖွဲ့ကရဲတဖွဲ့လို့ဒူရဲချုပ်ဟောင်းကပြောပါလိမ့်။လက်ရှိရဲချုပ်ကေထာရက်ကလည်းအသက်ပေးပြီးပြည်သူကိုကာကွယ်နေသူလို့ ူ့ကိုယ်သူဝန်ခံပြီးရဲမိသားစုအားလုံးကိုဝလုံးရှင်နဲ့ရဲတဲ့လုပ်ရက်ကိုရက်တန်းကရက်ဖို့သတင်းစာရှင်းပေါ်မှာပြောပါတယ်။နောက်သတင်းတပုတ်ပြောချင်ပါတယ်။စူပါမော်ရိုင်းဖန်ဝန်ကဖလပိုင်ကိုထပ်ဝင်ဖို့အခြေအနေအရန်ကိုနှိကနေပြီပဲဖြစ်ပါတယ်။ဖိလပိုင်နိုင်ငံမှာကာမေဂီတိုင်ဖုန်းဝင်ပြီးရပိုင်းမှာပဲနောက်အင်အားပြည့်တိုင်ဖုန်းမုန်တိုင်းဖန်ဝန်ထပ်မံဝင်ရောက်တော့မှာပဲဖြစ်ပါလိမ့်။မုန်တိုင်းရဲ့လက်ရှိလေတိုင်တော့က တနိုင်ကို135မိုင်လို့ပြည်မောင်တိုင်းအစောဆုံးဝင်တဲ့ချိန်ကတနင်္ဂနွေနေ့ညနေပိုင်းဖြစ်ပါတယ်။အခုချိန်ကဝင်နေလောက်ပါပြီ။ဖိလစ်ပိုင်ကြီးဆုံးလူဆုံးကျွန်းပေါ်ကနေကုန်းလင်းဝင်ရောက်ပါမယ်။ဖိလစ်ပိုင်မိုးလေဝသဒနာကမောင်တိုင်းဟာမိုးသီးရံရောင်တဲ့အသံလေးရဲ့ချင်းချောင်းနိုင်တဲ့မောင်တိုင်းဒီလိုင်းရဲခန့်နိုင်တယ်လို့သတိပေးထားပါတယ်။မောင်တိုင်းဟာကုန်းလင်းကိုဝင်ရောက်ပြီးတဲ့နောက်လေးမြသောအားပြော့သွားမယ်လို့မျှော်လင့်ရပေမဲ့လူဆုံးကျွန်းပေါ်ဖြတ်တန်းချိန်တိုင်ဖုန်းအဆင့်ဆက်လက်တည်ရှိနေပွဲရှိပါတယ်။ ကျောင်းတွေကိုတော့တလင်းလာနေမှာပိတ်ထားတာဒါပေမဲ့ online ကနေသင်တာပြုလုပ်ဖို့စဉ်းစားပါတယ်ဖိလစ်ပိုင် airline ကလေကြောင်းခရီးတွေဖြတ်သိမ်းထားပါတယ်နိုင်ငံရှိဘက်တွေကဒီမှာဒီနေ့စနေနေ့ညနေပိုင်းတွေမှာမိုးသီးရောင်ရောက်သွားပြီးလေပြင်းနဲ့ site တိုက်ခတ်နေပြီလို့သိရပါတယ်ဒီ typhoon မော်တိုင်းကြီးခံဝန်းကအရှင်ရဲပြင်းလာတဲ့အတွက်ဖိလစ်ပိုင်ဆိုရကလူတသိန်းကိုဘေးလွတ်ရာကိုရွှေ့ပေးနေရပါတယ်မော်တိုင်းဖန်ဝန်းဟာစနေ super typhoon မော်တိုင်းဖြစ်အရှင်ပြင်းလာတဲ့အတွက်ဖိလစ်ပိုင်ဆိုရနဲ့လည်းမဖြစ်မနေဒေသခံပြည်သူတသိန်းကိုဘေးလွတ်ရာရွှေ့နေရပါတယ် တိုင်ဖုန်ကြောင့်လေမြင့်လိုက်တာမိုးသီးထန်တာရေးဒီအချင်တော်လေးဖြစ်လာလိမ့်မယ်။ဒါကြောင့်ပြည်သူတွေသတိထားဖို့ဖလပိုင်းဆိုရကတိုက်တွန်းထားပါရစ်။မော်နိုင်းသတိပေးချက်ကိုလူဆောင်ကြောင်းပေါင်းအရှိပိုင်းနဲ့မြောက်ပိုင်းမှာအဆင့်၅အထိအမြင့်ဆုံးတိုးမြင့်ခဲ့ပြီးမနီလာနဲ့နယူးမွန်ကျန်းမှာအဆင့်၃တက်မှတ်ပါရစ်။လေတန်းလုံးတမိုင်ကို185ကီလိုမီတာရှိတဲ့ဖလပိုင်းမှာ U1 လို့ခေါ်တဲ့စစ်ဘွားတိုင်ဖုန်ကြီးခံလောင်းဟာ နိုဝင်ဘာ9ရက်နေ့မှာလူလုံးညောလေပိုင်းရှိအော်ရိုရာပြည်နယ်ကနေဝင်ရောက်တိုက်ခိုက်မယ်လို့ခန့်မှန်းထားပါတယ်။ပုံတိုင်းဝင်လာမှုကြောင့်ပြည်တွင်းပြည်ပလေရောက်ခီးသင်္ဘော300ကျော်ဖျက်ဆီးဖျက်သိမ်းခဲ့ရပါတယ်။ပြီးခဲ့တဲ့အပတ်ကဝင်ခဲ့တဲ့တိုက်ဖုန်းမုန်တိုင်းကြီးကမကီကြောင့်လူ200လောက်သေဆုံးခဲ့ပါတယ်။အဲဒီတော့ရန်နေငယ်ကြောင့်မှာပဲစူပါတိုက်ဖုန်းဖန်ဝေါဟာဖိလစ်ပိုင်ကိုတဖန်ပြန်မိထဝင်လာတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းပုတ်ပြောခြင်းပါတယ်။ အင်ဒိုနီးရှားနိုင်ငံထန်းတန်းကျောင်းတစ်ကျောင်းမှာဘုံပေါက်ကွဲမှုဖြစ်ပွားပါတယ်အင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျာကာတာကထန်းတန်းကျောင်းတစ်ကျောင်းအတွင်းကပလီဝကျောင်းတစ်ခုမှာမူပြုဆူတောင်းနေတဲ့ဘုံပေါက်ကွဲမှုဖြစ်ပွားပြီးဒါစီမောင်းများစွာဒဏ်ရာရှိတယ်လို့ရိုက်တာသတင်းစာကဖော်ပြပါတယ်ဒဏ်ရာသူပေါင်း54ဦးကိုဆေးဝန်ပို့ဆောင်ခဲ့ရပါတယ်။အနော်မိုင်းပြောပြချက်အရတော့ပြင်းထန်တယ်ရရှိသူ3ဦးအသေးစားတဲ့ရသူ18ဦးရှိပါတယ်။ကျန်သူတွေကိုဆေးဝါဆင်းဝေးပေးခဲ့ပါတယ်။ဒီပေါက်ကွဲမှုဟာ ဒေတာစံတော်ရဲ့နေ့လယ်7:15မိနစ်လောက်မှာဂျာကာတာမြောက်ဘက်ကာလီပါဂါဒင်းခရိုင်မှာရှိတဲ့အစိုးရမှထိုင်းနိုင်ငံဝန်မှဖြစ်ခဲ့တာပါဘောရှင်ဝင်းရဲ့ဖွဲ့တဖွဲ့ကိုအခင်ဖြစ်ပေါ်ရာအကြောင်းကိုဆေးလွတ်ခဲ့ပြီးသေစိတ်ထောက်တာတွေစုဆောင်ပြီးတော့တခြားပောက်ကွဲစေတဲ့တဲ့ပစ္စည်းတွေရှိမရှိစစ်ဆေးခဲ့ပါတယ်။ဘုံခွဲတယ်လို့တရားရှိသူကလက်ရှိစေကူတမှုခံယူနေတဲ့အသက်18နှစ်အရွယ်အကြောင်းသားတို့ဖြစ်ပါတယ်။ဒီအကြောင်းသားဟာအကြောင်းအခြားအကြောင်းသားတွေရဲ့အနိုင်ကျင့်မှုမကြာခဏခံရသူဖြစ်ပြီးသူ့ဘာသာသူလက်လုပ်ပုံယူလာတာလို့သိရပါတယ်။